အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်ရဲ့ channel ကနေပရိသတ်များအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေနတ်သမီးရဲ့ကျင်းစာကြောင့်နေပေါင်းတစ်ထောင်အိပ်ပျော်နေရတဲ့ကာလနဂါကြီးရဲ့ကြောင်းဝဲဖွယ်ကလေးစာဆိုတဲ့ပုံမြင်အကြောင်းအရာလေးကိုဖျက်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ဟုတ်ကဲ့ပါရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတောင်းဆိုပါရရှင်။ဒါဆိုရင်တော့ပုံမြင်လေးကိုအခုပဲဖျက်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ ရှေးဘဝအခါကဤမြမပြည်မြေပေါ်မှာတော့ကိစ္စနာပူရလို့ခေါ်တဲ့တိုင်းပြည်ကြီးတပီထွန်းကားစီပင်ခက်လေးတဲ့ပလဲနေတဲ့မြေကြီးကြီးရဲ့ကံမအနေမဟုရာဟုအမည်တွင်တဲ့တောင်တန်းကြီးရဲ့အရေးအောက်မှာတည်ရှိနေတဲ့ထိုပြည်ကြီးဟာတာယာဝပြော၍ပြည်သူပြည်သားတို့ချမ်းမြေ့စွာနေထိုင်ကြကုန်တယ်ဤပြည်ကြီးကိုဆောက်ရှောက်တဲ့နတ်သမီးတစ်ပါးရှိလျာမှာတော့သူ့ရဲ့အမည်ကစိန်လက်ငွေဟု ခေါ်တွင်လေတဲ့ စိလေးဝင်ရဲ့နတ်သမီးဟာရွှေရောင်စနွယ်များကြာညုံနဲ့တင်တဲ့ခန္ဓာကိုယ်နဲ့တိမ်မွေနှုညက်နဲ့အလားတရားတို့နဲ့ပြည့်စုံပြီးတော့ကိစ္စနာပူရာပြည်သူတို့ရဲ့ကိုးကွယ်စည်းကမ်းမှုကိုခံယူပြီးတော့နေပောင်းထောင်ချီ၍ပြည်ကြီးကိုဘေးပြာဝေးကွာအောင်စောင့်ရှောက်ခဲ့လေတဲ့သူရဲ့မြင့်တာတာနေစီဩစာကိုကောင်းစေ၍ကောက်ပဲတီးနံတို့ကိုဖြစ်ထွန်းစေပြီးတော့ပြည်သူတို့ရဲ့စေနှလုံးကိုအေးချမ်းစေခဲ့တော်တာပေါ့ထို့စဉ်အခါက မဟုရတောင်တန်းကြီးရဲ့အောက်ဖက်နယ်ဆိုင်တဲ့မြေအလင်းများနဲ့တွင်းနယ်ကြီးများထဲမှာတော့ကာလနာကအမည်ရှိတဲ့ငကားမင်းကြီးတပါးဟာစံစားနေထိုင်ခဲ့လေတဲ့ကာလနာကမူလကဝင်အစိုးတရားတသက်ဖြင့်ဖန်ဆင်းခံရသူ မဟုတ်ပါဘူးတဲ့သူဟာမြေအောက်ရီလူနဲ့မြေသားတက်တို့ကိုအစိုးရတဲ့ရှေးဥကြတဲ့တဘာဝဆွန်အားစုကြီးတခုဖြစ်ခဲ့လေတဲ့သူရဲ့ငကားပြာမြေအောက်နယ်ဆိုင်ရာမှာတည်ရှိပြီးတော့ ကျောင်းမြေရနာများနဲ့စမ်းကြဲစွာတိဆောက်ထားတဲ့နန်းတော်ကြီးနေတကွာမြားပြလာတဲ့ငကားစစ်တီတော်များငကားမောင်နှံများနဲ့စီကားလာလီတယ်။ဒါပေမဲ့ကာလနာကငကားမင်းနဲ့စိန်လက်ငွေကြီးနဲ့သမီးတို့ရဲ့ရန်ညိုးရန်စာလွန်ခဲ့တဲ့မျိုးဆက်ပေါင်းများစွာကပင်စတင်ခဲ့လေတယ်။ကိစ္စနာပူရာပြည်ကြီးမတီထောင်မင်းရှေးဦးအခြေချနေထိုင်သူတို့ထံမှကာလနာကအလွန်အကျွံခွန်ပန္နာများရွှေငွေကြောက်တံပဏများများ ဒါမှမဟုတ် သူ့ရဲ့ရေအောင်နှင်းတို့အတွက်လူသားရစ်ပူဇော်မှုများကိုတောင်းခံခဲ့မှုတည်းတခါတည်းမှာတော့သူ့ရဲ့နေမည်ချက်ထွန်းလိုတဲ့လောဘစိတ်ဟာစိမ့်လက်ငွေရဲ့နေသမီးရဲ့ပြည်သူတို့ကိုကာကွယ်လိုတဲ့စိတ်တနဲ့ထိတ်တိုက်တွစ်ဆုံခဲတော့တာပေါ့အချို့သောရှီဟောင်းပုံပြများမှာတော့ကာလနာက သူ့ရဲ့နဂါးပြည်ရေအောင်နိုင်ငံတို့အတွက်ပလဲနေတဲ့မြည်ရစီချောင်းကိုလမ်းလွှဲယူရန်အတွက်ကြံစီခဲ့ရမှာတော့ အဲ့ဒီဂျန်စီကအောင်မြင်ခဲ့ပါကကိစ္စနာပူရာပြည်ဖြစ်လာမဲ့မြေနေရာရေအောက်မှာနှမြုပ်ပြောက်ွက်သွားမှာဖြစ်တာကြောင့်စိန်လင်ငွေကြီးကတားဆီးခဲ့လို့ဆိုကြလေတယ်။ဤသို့ဖြင့်စိန်လင်ငွေကြီးနဲ့သမီးနဲ့ကာလနာကနဂါမင်းတို့အကြမှာတော့ပထမဆုံးသောမဟာတိုက်ပွဲကြီးဖြစ်ပွားခဲ့လေတယ်။စိန်လင်ငွေကြီးဟာပြည်သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုနဲ့မြေကြီးရဲ့တန့်စင်တဲ့စွမ်းအင်တို့ကိုအခြေခံ၍တိုက်ခိုက်ခဲ့လေတယ်။ သူ့ရဲ့လက်မထွက်တဲ့ရောင်ကြီးများဟာအကာအကွယ်ဒန်းကြီးများအဖြစ်ပြောင်းလဲသွားပြီးတော့မြေကြီးဟာသူ့ရဲ့အမိတ်ကိုနာခံကငကားမင်းရဲ့တက်ခတ်မှုများကိုကြံ့ကြံ့ခံလေခဲ့တယ်။အခြားတစ်ဖက်မှာတော့ကာလနာကသူ့ရဲ့အီယာမကူလုံးကြီးနဲ့မြေရီတို့ကိုလိုင်းတဘိုးကြီးများအဖြစ်ဖန်ဆင်းပြီးတော့ရိုက်ခတ်စေခဲ့ပြီးမြင်းကလေးများလှုပ်ခတ်စေကအစိတ်ပြင်းတဲ့အခုံးငွေများကိုလည်းမုတ်ထုတ်လေခဲ့တော့တာပေါ့။အဲ့တိုက်ပွဲကြီးဟာ နေ့ရက်ပေါင်းများစွာကြာမြင့်ခဲ့ပြီးတော့မဟုရာတောင်းတရဲ့အခြေမြင့်များပြီးတုန်ခါခဲ့ကကောင်းကင်တစ်ခွင်လုံးမှာတော့မောင်မိုက်လို့နေခဲ့တယ်အခြားသောတမညနံများနဲ့တောဆောင်တောင်ဆောင်တစီဘလူးအချို့ဟာကြောက်လန့်တကြပုံအောင်နေကြရပြီးတော့အချို့မှာတော့မိမိတို့စိတ်နစ်တရာပဲမှပေါဝင်တက်ခိုက်ကြရဲ့လို့အဆိုရှိလေတယ်စိန်လက်ငွေဟာစံအားကြီးမပါပေမဲ့ကာလနာကကိုလုံဝအုပ်တုံးချိန်မုံဖြည့်စီလိုက်ပါက မြေပြင်လောကတစ်ခုလုံးအတွက်ဆိုရသောအကျိုးဆက်များဖြစ်ပေါ်လာနိုင်တယ်ကိုသိမြင်ခဲ့လေတယ်။ဒါကြောင့်သူဟာရှင်ဟောင်ရည်တိကြီးများနဲ့နိခပညာရှင်များရဲ့အကူအညီကိုယူပြီးတော့အစမ်းထက်တဲ့မော်အစီရင်တစ်ခုကိုပြုလုပ်ခဲ့လေတယ်။အဲ့ဒီအစီရင်အတွက်စိန့်လဲငွေကြီးကိုရန်ကသူ့ရဲ့စွမ်းအင်တပိုင်းတစ်စောက်ကိုဆွလွန်ခဲ့ရပြီးတော့သူ့ရဲ့ဝိညာဉ်စွမ်းအားကိုတော့မဟုရာတောင်ကြီးနဲ့ယာယီမြချီနောက်ထားခဲ့ရရဲ့လို့အဆိုရှိလေတယ်။ သတ်မှတ်ထားတဲ့နှက်ခတံရများစုံညီတဲ့အချိန်အစွမ်းထက်တဲ့မန္တန်ရွတ်ဖတ်တံများမော်အစွမ်းဖြစ်တွင်ထားတဲ့တန်ခွင်းတန်ကြိုးကြီးများ အကာရန်ကြောက်တောင်ကြီးများနဲ့ကာလနာကကိုနောက်ဆုံးမှာတော့လက်ပြားအနိုင်ယူကမဟုရကြအောင်မြေအနဲ့စုံနေရသူဆွဲသွင်းချုံအောင်ခဲလေတဲ့စိန်လက်ငွေရည်နဲ့တမီးဟာအဲ့ဝင်ပေါက်ကိုတော့တောင်ရဲ့အတွင်းတည်ဆွမ်းအားများနဲ့ပေါင်းဆက်ပြီးတော့အစွမ်းထက်တဲ့ ဂါထန်ဘန်နံများနဲ့ပိတ်ဆို့ထားခဲ့ပြီးတော့နေပောင်းတထောင်တိုင်းတိုင်းအဲ့ဒီနေရာကနေမလွတ်မြောက်စေရန်အတွက်အမိတ်တော်ချမှတ်ခဲ့လေတယ်။ဒီလိုနဲ့တဖြည်းဖြည်းနဲ့မြေပြင်လောကဟာပြန်လည်ငြိမ်းချမ်းလာခဲ့ပေမဲ့အိတ်ဆက်နေတဲ့နဂါမင်းရဲ့ထန်သာရီနဲ့မဟုရာတောင်ရဲ့တန်းစဉ်မြင့်မြတ်တော်လဲအန်ရဲ့ကြီးမားတဲ့တဘာဝလူတို့ရဲ့စိတ်ထဲမှာတော့စွဲတင်ကြံ့ရိုက်ခဲ့လေတယ်။စိမ့်လင်ငွေရဲ့ဆန်းအာဒီလဲအဲ့ချောင်းနောက်မှုကြောင့် အနှင်းငယ်ရုတ်ရွတ်သွားခဲ့ပြီးတော့သူဟာပူမိုတိမ်မွေးတဲ့နှီးလမ်းများနဲ့ပြည်သူတို့ကိုဆောက်ရှောက်ရလီတော်တယ်။နေပေါင်းထောင်တိုင်းတိုင်းတိတ်ဆိတ်ငြိမ်သက်စွာကုန်လွန်သွားခဲ့လေတယ်။ကိစ္စနပူရာတိုင်းပြည်ဟာအမှုပညာရင်ကျေးမှုနဲ့ကုန်သွယ်မှုတို့ဖြင့်အချိုးပင်စီပင်ဝပြောတဲ့ရွှေခေတ်တစ်ခေတ်ကိုရရှိခဲ့လေတယ်။ကာလနာကနဂါမီရဲ့အကြောင်းဟာလူအများစုအတွက်ဂျန်နာယီပုံမြင်တစ်ခုဖြစ်တာကြန့်ရှိရောပြီးတော့ ကလေးငယ်များကိုချောက်လန့်ပြောဆိုရမှသာအတုံးပြုနေတဲ့ရှေးဟောင်းပုံပြတစ်ခုအဖြစ်ရှိနေခဲ့တော့ပေါ့ဒါပေမဲ့ရှေးဟောင်းအချုံတော်တစ်စိတ်တော်တဖြည်းဖြည်းအားနည်းလာနေပြီဖြစ်ကြောင်းနမိတ်ပြတဲ့လက္ခဏာများပေါ်ပေါက်လာခဲ့တော့တယ်မဟုရတောင်ကြီးအတွင်မှထူးဆန်းတဲ့တုန်ခါမှုများတရိတ်ဆန်တို့ရဲ့ပုံမှန်မဟုတ်တဲ့အပြုတ်မှုများပလဲနေတဲ့မြည်ရစီကြောင်းရဲ့မတည်ငြိမ်မှုများမြို့ရင်းရှိဖုံးကြီးကြောင်းများနဲ့ တက်ကြီးရွယ်ဦးတို့ရဲ့အိမ်မက်ဆူများစသည်တို့ဖြစ်ပေါ်လာခဲ့တော်တဲ့စိမ့်လဲငွေကြီးနဲ့သမီးတွေလဲသူ့ရဲ့နှလုံးသားထဲမှာတိုးရတိုးရလာတဲ့ဇိုးရင်ကြောင်ကြမူကြီးကိုခံစားနေခဲ့ရတော်တဲ့မဟုရတအောင်မိအနဲ့ကြီးထဲမှာတော့ကာလနာကငကားမီးရဲ့ဝိညာဉ်အတ္တဟာတဖြည်းဖြည်းပြန်လည်နှိုးချလာခဲ့လေတယ်သူ့ရဲ့နှစ်ပေါင်းထောင်ကြာမြင့်ခဲ့တဲ့အကူညီမဲ့အမျက်ဒေါသသူ့ရဲ့မုန်းတိမှုတို့ဟာ ကြောက်ခဲခဲ့သူမာကျောလာခဲ့ပြီးတော့သူ့ရဲ့လက်စားချီလိုစရာမီးတောင်မီးလျံကဲ့သို့တောက်လောင်နေခဲ့လေတယ်။အထုံနောက်တစိတ်တော့အားနည်းလာရခြင်းမှာတော့ဆေးလက်ငွေရဲ့ရှေးရကင်စတေးခဲ့တဲ့စွမ်းအင်တို့ဟာနေကာလကြာရှည်မှုကြောင့်တဖြည်းဖြည်းရုတ်ရော်လာခြင်း။ဒါမှမဟုတ်တက်မှထားတဲ့နှက်ခတရားတစ်ခုရဲ့လွှမ်းမှုမှုတို့ဒီမဟုတ်အန်ဒီယေဝမသိရှိရဲ့ယန္နာရှောက်ဝေသူတို့ရဲ့ တောင်ကြီးအနီးမြင်းနဲ့ဒူးဆော့မှုများကြောင့်ဖြစ်နိုင်လေတယ်။နောက်ဆုံးမှာတော့အချောင်းတော်တစိတ်တော်များလုံးဝကိုပျက်စီးသွားတဲ့အချိန်ကိုရောက်ရှိလာခဲ့တော့တာပေါ့။မဟုရတောင်ကြီးဟာပြင်းထန်စွာမြင်ခီပြီးတော့နှချမ်းကွဲသွားတဲ့ကဲ့သို့ဖြစ်ပေါ်လာတော့တယ်။မြင်းကလေးကြီးများကိစ္စနာပူရမြို့တော်ကိုလောက်ခါသွားစီပြီးတော့တောင်ထိပ်မှအနှိမ့်အောင်ကင်းမော်နေများမိခိုးလုံးကြီးများဟာတလူလူထွက်ပေါ်လာခဲ့တယ်တဲ့။ ကာလနာကနဂါမင်းကြီးအားလဲသူရဲ့ကြောင်မဲ့ဖွေရာခန္ဓာကိုယ်ကြီးနဲ့ထွက်ပေါ်လာခဲ့တော့တာပေါ့ရှေးရခင်ကထက်ပင်ပုံမကြီးမပြီးတော့ကြောင်မဲ့ဖွေကောင်းလာပြီးတော့သူရဲ့အကြီးကိုများမဲနေတဲ့ကြောက်သားများကဲ့သို့မာကျုံးနေပြီးတော့သူရဲ့မျက်လုံးများဟာလဲရှေးဟာအမုန်းချရများနဲ့တောက်လောင်နေခဲ့တယ်သူရဲ့ကျုံးဝတန်ဟာကောင်းငယ်တစ်ခွင်လုံးကိုပက်တင်ထားသွားလေတော့တယ်စိမ့်လက်ငွေကြီးကိစ္စနာပူရာ မင်းတို့ရဲ့ကတ်ဆိုးကြီးရောက်လာပြီမင်းတို့မျိုးဒီကဘာမြေပေါ်ကနေငါအကိုတိုင်ရင်နဲ့ဆေးကြောဖြောက်ပြက်ပြင်မယ်စိန်လန့်ငွေနဲ့သမီးဟာသူ့ရဲ့နားအချိန်ဝါတို့ဟာရခင်ကလိုမတောက်ပါတော့ပြီမဲ့အကျိုးအကြောင်းပြ၍တားဆီးရန်အတွက်ကြိုးစားပြီမဲ့မအောင်မြင်ခဲ့ပါဘူးလေသူ့ရဲ့ဒုတိယအချိန်မြောက်တိုက်ပွဲဟာပြင်းထန်ပြီမဲ့တဖက်တန်ဒီပါဖြစ်နေကြတော့တာပေါ့နေပေါင်းတထောင်ကြာစူးစီးထားတဲ့အမုံတရားနဲ့ ပြည်လဲနိုးထလာတဲ့ကာလနာဂရဲ့ဆန်းအားအလွန်ကြီးမားလာလေတယ်။စိမ့်လင့်ကိုဖန်ဆင်းလိုက်တဲ့အလီနိုင်ကာများနဲ့မြေသားတန်းကြီးများဟာနဂါမင်းရဲ့တက်ခိုက်မှုအောက်မှာတော့ဂျေမွတ်ပြည့်စည်သွားခဲ့လေတော့တယ်။ကာလနာဂသူ့ရဲ့ကြောင်းမဲ့ဖွယ်အစီအစဉ်ကိုစတင်ပြီးတော့အကောင့်ထဲပေါ်လေတော့တယ်။သူ့ရဲ့ကြီးမားတဲ့လက်သေးကြီးများမာကျိုးတဲ့ဥစုတို့နဲ့မဟုရာတောင်ဆောင်းကိုကုတ်ဖက်ပြီးတော့ပလဲနေတီမြည်ရီစီချောင်းကို ကိစ္စနာပူရမြို့တော်စီတို့တိုက်ရိုက်လန်းလန်းရွံ့အတွက်ကျိုးပန်းလီတော်တယ်မြည်တို့ကလမ်းကြောင်းပြောင်းစပြုတ်လာပြီးတော့မြင့်ညာပိုင်းရှိကမ်းပါးများပြိုကျကုန်တော်တယ်တဲ့မြို့တော်တစ်ခုလုံးဟာလဲအထိတ်တလန့်ကို ဖြစ်ကုန်ကြတော့တာပေါ့အဲ့ကဗီကြီးကြားရောက်နေချိန်မှာတော့ကိစ္စနာပူရမြို့တော်ဟာသူရလိုအမည်တွင်နဲ့ပညာရှိလူငယ်လေးတူရှိလေတယ်သူရဓာရီလန်ကြီးကျွမ်းကျင်တဲ့စစ်သူရဲကောင်တူမဟုတ်ပေမဲ့ ရှီဟောင်ကျန်းကံများနေခဘီရင်ပညာများနဲ့တိုင်းပြည်ရဲ့ရာဇဝင်ပုံမျိုးများကို အထူးနှံ့ဆက်သူ ဖြစ်လေတယ်။သူဟာတိတ်ဆိတ်နေတဲ့၍စူဇန်လေးလာတတ်တဲ့တဘာဝရှိပြီးတော့ရှင်ထဲမှာတော့နှုတ်ညက်တဲ့တတိနဲ့ခယူနာတရားတို့ကိန်းအောင်နေသူဖြစ်လေတယ်။သူဟာမြို့တော်ရဲ့နန်းတွင်စာကြည့်တိုက်ဒါမှမဟုတ်ဖခင်အကြောင်းတစ်ခုမှပညာသင်ကြားနေတဲ့တပြည့်ငယ်တူဦးမြသာဖြစ်လေတယ်။သူရာမြို့တော်ရဲ့ကြောက်မဲ့ဖွယ်အခြေအနေ ပျက်စီးမှုများနဲ့စိန်လက်ငွေရည်နဲ့တမီးရဲ့အသက်ဆုံးကျိုးပန်းမှုများကို ကိုယ်တိုင်မြင်တွေ့နေရတော့တာပေါ့သူ့ရဲ့နှလုံးသားထဲမှာတော့အင်အားကြီးမမှုမှပေါက်ဖွားလာတဲ့တာဝန်သိစိတ်မဟုတ်ပဲအသိပညာနဲ့တနာကျင်နာမှုတို့မှ ပေါက်ဖွားလာတဲ့တာဝန်သိစိတ်ကြီးတခုဖြစ်ပေါ်လာခဲ့တယ်အခြားသူများကြောက်လန့်တကြားထွက်ပြေးတင်းရှောင်နေကြချိန်မှာတော့သူရဟာရှေးအကြဆုံးသောပေပရပိုက်များကြောက်စာများကိုထိမ့်သိမ်းထားရာ စာရိုက်တော်ကြီးစီကိုအပြေးလွာတွားရောက်ပြီးတော့ကာလနာကငကားမင်းအကြောင်းအထူးသဖြင့်သူ့ရဲ့အားနေချက်ဒါမှမဟုတ်ရှေးရှင်ချုံနောင်ခဲ့တဲ့အစီရင်ရဲ့တဘောတဘာဝကိုရှာဖွေလီတော့တယ်တဲ့သူဟာမြို့ရင်းမှာရှိတဲ့တက်တော်အကြီးဆုံးသောဆရာတော်ဖခင်ကြီးများနေခပညာအကျုံမများနဲ့တွဲဆုံဆွေးနွေးလီခဲ့တယ်လူအများစုမှာတော့မျောလင့်ချက်မဲ့နေကြပေမဲ့မြို့ပြင်တောဆက်မှာတော့တရားရှိမှနေတဲ့ မြေမြေရတိကြီးတပါက အပိုင်းစမြတာဖြစ်တဲ့ရှေးဟောင်းဗျာဒိတော်တချို့ကိုမမိနေခဲ့လေတယ်။အေးဗျာဒိတော်မှာတော့မွေးနကရဲ့ရွေးဝဲကြောင့်မြဲဒါမှမဟုတ်ငိုကြွေးတဲ့အကြီးကွန်စားတဲ့စကစုများပါဝင်နေခဲ့လေတယ်။သူကအဲ့ဒီအရေးမွေများကို ပေါင်းစပ်စဉ်းစားပြီးတော့အဖြေရှာနေခဲ့တော့တာပေါ့။ကာလနာကရဲ့အမျက်ဒေါသသူ့ရဲ့အင်အားဖြစ်ပေမဲ့အဲ့ဒီအမျက်ဒေါသတွေပင် သူ့ရဲ့မျက်စိကို꿰စေတဲ့အရာလည်းဖြစ်လေတယ်။ရှေးရင်ချုံနောက်ခဲ့တဲ့အစင်ဟာအစွမ်းတတိတတဲ့ဖြစ်တာပြစ်လုခဲ့ခြင်းမဟုတ်ပဲနဂါတို့ရဲ့မော်အစွမ်းတစ်စက်တစ်ပိုင်းကိုပယ်ပြက်စေနိုင်တဲ့တံပြန်လိုင်းစွန့်ရင်ဒါမှမဟုတ်ဓာတ်တမျိုးကိုအသုံးပြုခဲ့ခြင်းဖြစ်ဟန်တူလေတယ်။အထူးကအားနည်းချက်မှာတော့သူ့ရဲ့ဝမ်းဘက်အောက်ဘက်နှလုံးအနီးမှာတည်ရှိနေတဲ့အရာအနည်းငယ်မေးပြီးတော့ပုံတံတမမန်တဲ့အခြေခွန်တစ်ခုဖြစ်ကြောင်းကို သူကတောက်ချက်ချနိုင်ကြတော့တာပေါ့အဲ့အကြီးကရှေးဟောင်းတံရတစ်ခုမှကြံရှိနေတဲ့အမာရွတ်ပဲဒါမှမဟုတ်သူ့ရဲ့မဖောက်ထွင်းနိုင်တဲ့အရေပြားပေါ်ကနေချင်းရင်ကျက်တစ်ခုဖြစ်နိုင်နေတယ်တဲ့ဒါပေမဲ့အဲ့ဒီနေရာကိုမြင်တွေ့ရင်နဲ့ထိမှန်အောင်ပြစ်ခတ်ရင်မှတော့အလွန်ခက်ခဲလာနေတယ်အဲ့အာနဲ့ချက်ကိုအတုံးချရင်အတွက်စိတ်လက်ငွေရဲ့နေသမီးရဲ့အကူကြီးဒါမှမဟုတ်အနည်းဆုံးသူ့ရဲ့ကောင်းချီးမင်္ဂလာပေးတဲ့ မော်လဲနဲ့တကူလူအကြောင်းကို သူကသိရှိနားလည်ခဲ့လေတယ်။သူကမြို့တော်ရဲ့ဘယံမရာဖြစ်နေတဲ့အပြင်ဘက်ကို ရေကြီးမှုများနဲ့မြင်းကလေးလောက်ခတ်မှုများကြားနေအသက်ကိုဖက်နဲ့ထုတ်ပြီးတော့စိမ့်လက်ငွေနဲ့တမီတခါတရံပေါ်ထွန်းတက်တဲ့မြင့်မြတ်တဲ့ဒေါအုပ်ငယ်တစ်ခုစီကိုဒါမှမဟုတ်စိမ့်လက်ငွေတိုက်ပွဲဝင်နေတဲ့မဟူရာတောင်ချင်းရင်စီကိုခီးနှင်ခဲ့လေတဲ့။သူရဲ့ခီးလဲတစ်လျှောက်မှာတော့ဒုက္ခရောက်နေသူများကိုကူညီခြင်း ပြိုကျနေတဲ့အဆောက်အုံများကိုရှောင်တိန်ချင်းငကားမင်းရဲ့ဖြည့်စည်းမှုစွမ်းအားကိုကိုယ်တိုင်မျက်နှာကြုံတွေ့ရခြင်းစတဲ့အဖြစ်ပြက်မျိုးစုံနဲ့ရင်ဆိုင်ခဲ့ရတော်တယ်။နောက်ဆုံးမှာတော့သူရဟာတရားများနဲ့နွဲ့နေနေပြီမဲ့မြို့တော်ကိုကာကွယ်ရန်အတွက်ရေလိုင်းများကိုတားဆီးနေစေဖြစ်တဲ့စိမ့်လက်ဝီနဲ့တမီးထံကိုရောက်ရှိသွားခဲ့လေရော်တယ်။သူဟာသူ့ရဲ့ရှာဖွေတွေ့ရှိခြင်းများကိုတင်ပြခဲ့တော်တာပေါ့။ဒီလိုနဲ့စိမ့်လက်ဝီဟာ သူရဲ့ဖြူစင်တဲ့စိတ်ထားနဲ့အသိပညာကျေဝှက်မှုကိုမြင်တွေ့ရတဲ့အခါမှာတော့မျော်လင့်ချက်ရောင်ကြီးများဖြတ်တန်းလာခဲ့တာကိုခံစားလိုက်ရတော့တယ်။သူမကိုယ်တိုင်ကအဲ့ဒီနေရာကိုတွားရောက်တိုက်ခတ်ရမဖြစ်နိုင်တော့ဘူး။အကြောင်းမှာတော့သူရဲ့ကြံရှိနေသေးတဲ့စွမ်းအင်အားလုံးကိုမြို့တော်အားတတ်နိုင်သမျှအကာအကွယ်ပေးရန်အသုံးပြုနေရတာကြောင့်ဖြစ်လေရောတယ်။သူမသူရအားအဲ့အကြီးကွန်ဟာအမန်ဒီရဲ့ပင်ကာလနဂါရဲ့ တခုတည်းသောအားနည်းချက်ဖြစ်ကြောင်းကိုအတည်ပြုပြောကြားလေခဲ့တယ်။စိန်လက်ငွေရာသူ့ရဲ့နောက်ဆုံးကြံရှိနေတဲ့စွမ်းအင်အစနာများနဲ့သူရဤသဘောတူညီစွာပေးအပ်တဲ့တဲဆောင်တာအချို့ကိုပေါင်းစပ်ပြီးတော့ငကားတို့ရဲ့မော်အစွမ်းကိုတံပြန်ချေဖြတ်နိုင်တဲ့အစွမ်းထက်သွင်းထားတဲ့ရွှေစင်ရွှေသာများတဲ့စင်းကိုဖန်ဆင်းပေးခဲ့လေတယ်။အေးများသည်ဖြူစင်၍ကိုကျိုးစွန့်သောနှလုံးသားဖြင့်ပြစ်ခတ်မှသာထိုအရေးအခြေကုန်ကို ်ဖောက်ကျင်ပေါက်ဖောက်ထွင်းနိုင်လိမ့်မည်။သို့သောများပြစ်သူသည်ငကားမရဲ့အလွန်နီးကပ်သောနေရာကိုခြိကပ်ရမှာဖြစ်ပြီးတော့အန်ဒီရမှာတော့အလွန်ကြီးမားလာပေရဲ့လို့စိန်လန့်ငွေကြီးကတတိပေးစကားဆိုခဲ့လေတော့တဲ့။သူကအဲ့ဒီတခုရဲ့သောရွှေများနဲ့သူကိုယ်တိုင်ပြုတ်လုထားတဲ့တာမန်လေးညတစ်ခုကိုကန်ဆောင်ပြီးတော့ကိစ္စနပူရာမြို့တော်စီကိုလမ်းကြောင်းလွှဲထားတဲ့မြေကြီးများအရှိန်ဟုန်ဖြင့်စီးဝင်နေသည်ကို အောင်ပွဲခံတကယ်သူကြီးရှုနေတဲ့ကာလနာကငကားမင်းရှိရာကိုခြေကတော်လီခဲ့တော့တယ်။ရှေလန်းများမြို့တော်ရဲ့အပြင်ဘက်တိုင်းများကိုပင်စတင်ရိုက်ခတ်နေလေပြီ။မြင်ကွင်းမှာတော့အလွန်ကြောက်မဲ့ဖွယ်ကောင်းလာနေတယ်။ဟဲဟောက်နေတဲ့ရှေလန်းများသူရဲ့လက်စားချင်မှုအောင်မြင်ခြင်းအတွက်ဝမ်းမြောက်မြူးတူးနေတဲ့အေယာမငကားကြီးသူရဲ့ခနာကိုမှထွက်ပေါ်နေတဲ့အငွေ့အသက်များကြောင့်မောင်မိုက်နေတဲ့ကောင်းခင်မင်းတို့ဟာသူရရဲ့စိတ်ကို အနှင်းငယ်တုံလို့စီခဲ့တဲ့ဒီလိုနဲ့သူတို့ဟာငကားမီးရဲ့ဝမ်းပိုက်အောက်ကိုရောက်ရှိရန်အတွက်လိုအပ်နေတာပေါ့သူဟာငကားမီးကိုတိုက်ရိုက်တိုက်ခိုက်နိုင်စမ်းမရှိပေဘူးသူ့ရဲ့အာယုကိုအခြားတနေရာကိုလွှဲပြောင်းနိုင်ရန်အတွက်လိုအပ်လာပါတော့တယ်သူဟာသူ့ရဲ့ပတ်ဝန်းကျင်မီးအနေထားဆိုင်ရာ အသိပညာများကိုအသုံးချပြီးတော့ကြောက်တောင်ငယ်လေးတစ်ခုကိုပြိုကျစေခြင်းဒါမှမဟုတ်ငကားမီးရဲ့အာယုကိုမြေရေဖောက်ထုတ်နေရာမှာခိတခဏလွဲဖယ်သွားစေရန်အတွက် မိမိကိုယ်ကိုတိုင်တဲပြီးတော့စိန်ခေါ်အော်ခစ်ချင်းများပြုတ်လို့လီခဲ့တော့တယ်။အဲ့ဒီခါမှာတော့ကာလနာကသူရကိုလက်ကြည့်ပြီးတော့မထီမျက်မြင်ပြုတ်လိုက်တော့တာပေါ့။အဲ့ဒီခိတခဏလေးအတွင်းမှာပဲကြောက်ဆောင်တစ်ခုခုတွဲကထားလျက်ဒါမှမဟုတ်လိုင်းလုံးများကြာနေတဝက်တပြည့်ပေါ်နေတဲ့သူရာသူ့ရဲ့စိတ်အစဉ်တစ်ခုလုံးကိုစူးစီးပြီးတော့ရွှေများအတွေ့သူ့ရဲ့တက်ဆောင်တာတချို့ဟာရုတ်ရွနေပြီဖြစ်ပေမဲ့လေးကိုချိန်ရွယ်လိုက်ပါတော့တယ်။ အရှိအကျေးကွန်ရဲ့အရှောင်မိန်တဲ့နေရာကိုသူမြင်တွေ့လိုက်ရတော့တယ်။သူကရွှေမြားကိုလွတ်လိုက်တော့တယ်။မြားဟာမောင်းမိုက်တဲ့ကဘဲမြင်ကွင်းကိုဖျက်ပြီးတော့အလင်းတန်းတစ်ခုအဖြစ်တန်းတန်းမမထွက်သွားလိခဲ့တော့တယ်။မြားဟာအရှိအကျေးကွန်ကိုတိကျစွာထိမှန်သွားခဲ့တော့တာပေါ့။ကာလနာက အခုတစ်ချိန်မှာတော့အမေဒေါသကြောင့်မဟုတ်ပဲပြင်းထန်သောဝေဒနာနဲ့မယုံကြည်နိုင်မှုတို့ကြောင့်ကဘာမြေတစ်ခုလုံးတုန်ခါသွားလာအောင်ကျေလောင်စွာနဲ့ ။အော်ဟင်လိုက်လီတော့တဲ့။သူရဲ့မဖောက်ထွင်းနိုင်တဲ့အကာအကွယ်ဟာပျက်စီးသွားခဲ့လေပြီ။ကျန်ရမှရွှေရောင်စွမ်းအင်လိုင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီးတော့သူရဲ့ရေကိုထိန်းချုပ်နိုင်စွမ်းနဲ့သူရဲ့ကြီးမားတဲ့စွမ်းအားတို့ကိုနောက်ဆက်ဖျက်ဆီးလိုက်ပါတော့တယ်။လမ်းကြောင်းလွှဲထားတဲ့မြေကြီးတို့ကတဖြည်းဖြည်းအပြော့လာတော့တယ်။ဒါပေမဲ့ကာလနာကသူရဲ့အသက်ထွက်လို့စဲစဲဒါမှမဟုတ်မလုံရှားနိုင်တော့တဲ့အခြေအနေမှာတော့လွန်းလို့ရုန်းကန်ရင်နဲ့ သူရဲ့ကြီးမားတဲ့အမိက သူရကိုရိုက်ခတ်မိသွားပြီးတော့သူရဟာကျင်းမသွားပြီးတော့ဟုံဟုံတောက်စီးနေတဲ့ရေစီးချောင်းထဲကိုလွတ်ဆင်ကျသွားတော့တာပေါ့သူရရဲ့နောက်ဆုံးမြင်ကွင်းမှာတော့နဂါမင်းကြီးဟာတဖြည်းဖြည်းနဲ့နင်းမြုပ်ပျောက်ကွယ်သွားခြင်းနဲ့ကိစ္စနာပူရာမြို့တော်မှာရှိများဟာစတင်ဆုတ်ခွာသွားခြင်းဖြင့်ဖြစ်လေတော့တယ်ကာလနာကနဂါမင်းဟာသူ့ရဲ့ဆွမ်းအားကိုပြည့်တုံးသွားပြီးတဲ့နောက်မဟုရတောင်ပတ်လယ်မှာရှိတဲ့ ပြိုကျနေတဲ့မြေကြီးများကသူ့ကိုအောက်ကပြန်လည်ဆွဲခေါ်သွားပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ဟာပျောက်ွယ်သွားပြီးတော့ဝိညာဉ်အနစ်တာရာမြေကြီးအောင်နေဆိုင်တဲ့နေရာမှာနေချိုက်စွာအိပ်ဆက်ခြင်းဒါမှမဟုတ်ပြန်လည်ရောက်ရှိသွားလိမ့်တော်တယ်ဒီလိုနဲ့မဟူရတောင်ကြီးဟာလဲကျဲလောင်စွာမြည်ခီးပြီးတော့ပြန်လည်တည်ငြိမ်သွားကသူထွက်ပေါ်လာခဲ့တဲ့အကွဲချောင်းကြီးဟာလဲတစိမ့်တစ်ပိုင်းကိုပြန်လည်ပိတ်ဆို့သွားလိမ့်တော်တယ်ဒီလိုနဲ့ ပလဲနေတီမြင့်ကြီးဟာလေသူရဲ့မူလလမ်းကြောင်းအတိုင်းကိုတဖြည်းဖြည်းပြန်လည်စဉ်စဉ်သွားလေတော့တယ်ကိစ္စနာပူရာမျိုးတော်ဟာအမာရွတ်များကြံရှိခဲ့ပေမဲ့တပီးမှလွံ့မြောက်ခဲ့လေတော့တယ်ပြည်သူတို့ဟာဝမ်းမြောက်ဝမ်းသာအောင်းဝဲခံကြပေမဲ့သူတို့ရဲ့သူရဲ့ကောင်းကိုလည်းရှာဖွေခဲ့ကြလေတော့တယ်ဒါပေမဲ့သူရပျောက်ဆုံးနေခဲ့လေပြီလာအတန်ငယ်ကြာတဲ့အခါမှာတော့သူရနောက်ဆုံးမြင်တွေ့ခဲ့ရတဲ့နေရာဒါမှမဟုတ် သူရရဲ့ရုပ်အလောင်းကန်းတရာနေရဟုယူဆနေရတဲ့နေရာမှာတော့ထူးခြားစွာသောဝါပေများဟာပေါရောက်လာကြတော့တယ်တဲ့အဲဝါပေတို့ရဲ့ပင်စီများဟာရှေးရောင်တောက်ပနေပြီးတော့သူရဲ့အရွယ်များဟာလည်းလေတိုက်လိုက်တိုင်းမှာတော့ဝမ်းနေဝယ်မဟုတ်ပဲနှူးညံ့တာယာ၍ထာဝစဉ်တည်မြဲနေမိတန်စင်တစ်ခုရဲစွမ်းတက်တည်နေအသက်ဆုံးခြင်းတရားတို့ရဲ့တခြင်းတစ်ပုဒ်ကိုတီးခတ်နေတဲ့ကဲ့သို့တည်ရှိနေပါတော့တယ်တဲ့ပြည်သူတို့ဟာ ဤဒီမှာတော့သူရရဲ့အမွေနေ့ဖြစ်ကြောင်းနားလေသဘောပေါက်ကြလေတော့တယ်။အဲရွှေဝါးပင်များလှပပေမဲ့အလေးနဲ့တတိပေးနေတဲ့အမှတ်တာတစ်ခုလည်းဖြစ်ပါတော့တယ်။အရာအားလုံးကိုဆွလွတ်ခဲ့တဲ့သူရဲ့ကောင်းအကြောင်းလုံခြုံမှုနဲ့ရှီဟာကြောင်းမဲ့ဖွေရအန်ဒီရဲတို့အကြောင်းမှရှိတဲ့ပါလာတဲ့နေနမိတ်အကြောင်းရှုံးနေသွားခဲ့ပြီမဲ့ကဘာမီရဲ့အနှက်ဆိုင်ဆုံးသောအိမ်မက်များထဲမှာတော့တနေ့နေ့ပြန်လဲနိုးထလာနိုင်တဲ့ငကားမင်းအကြောင်းတို့ကို ကတိပေးနေလေတော့တယ်စိန်လက်ငွေရဲ့နေသမီးဟာနေပေါင်းများစွာကြာပြီးတဲ့နောက်သူ့ရဲ့ဆွမ်းအားတို့ကိုတဖြည်းဖြည်းပြန်လည်ရရှိလာခဲ့ပြီးတော့သူကြုံတွေ့ခဲ့ရတဲ့ကပ်ဘေးနဲ့သူရဲ့အသက်ဆုမှုအောင်မဲ့ဝယ်တို့ကြောင့်ပြည်သူတို့နဲ့သူ့ရဲ့တန်ရောစင်မှာတော့ပုံမှုနဲ့ဆိုင်လာခဲ့ကကိစ္စနာပူရာမြို့တော်ကိုထာဝစဉ်ဆောက်ရှောက်လျက်ရှိနေတော့တယ်။အဲရှိဝါတို့ဟာမြင့်မြတ်သောနေရာတစ်ခုကျေးဇူးတင်ခြင်းနဲ့ စင်ကျင်သုံးပတ်ချင်းတို့ပြုရာဌာနတခုဖြစ်လာခဲ့တော့တယ်။ထိုကဲ့သို့သောရဲစွန်းတတရားမိသည့်တိုင်းပြည်ဒေသကိုမစိုးအမှန်တကယ်ဆောက်ရှောက်နိုင်တဲ့အရာဖြစ်ကြောင်းကိုတော့ဒီပုံမီလီကတက်တည်ထူလျက်ရှိနေပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။ပုံမီလီကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမီအကြောင်းအရာလေးတွေကိုဖတ်ဖြတ်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။